အားလုံးမင်္ဂလာပါ Crypto Gary Channel ကနေပြန်လည်ကြိုဆိုပါရစေ။ Binance account ဖွင့်နေတဲ့ Binance KYC တင်းဒီကိုကျွန်တော်တို့အတူတူလေ့လာကြည့်ရအောင်။ပထမအဦးဆုံးကိုယ့်ရဲ့ဖုန်းထဲမှာ application နှစ်ခုရှိဖို့လိုပါတယ်။ Binance application နဲ့ Authenticator application ဖြစ်ပါတယ်။ဒီ application နှစ်ခုရဲ့ link တွေကိုလည်းကျွန်တော် video description မှာထည့်ပေးထားပါမယ်။ဒီ application နှစ်ခုရှိပြီဆိုရင်ကိုယ့်ရဲ့ဖုန်းနံပါတ်ရှိတဲ့ web browser ကိုအာသွားပါ web browser ကိုသွားပြီးသွားရင်ဒီ link ကို copy ကူးပြီးတော့ browser မှာ paste လုပ်ပါဒီ link ကတဆင့် Binance account ဖွင့်တယ်ဆိုရင် Binance မှာ crypto တစ်ခါ trade တိုင်း trade တိုင်းမှာ discount ရရှိမှာဖြစ်ပါတယ်โอเค browser မှာဖွင့်ပြီးသွားရင် sign up with email or phone ဆိုတာကိုနှိပ်ပါရောက်လာရင်ကိုသုံးကျင်တဲ့ကိုယ့်ရဲ့ email address ကိုထည့်ပါထည့်ပြီးတော့ next ကိုနှိပ်ပါပြီးရင်ကိုယ့်ရဲ့ email address တွေကိုကုတ်6လုံးပို့ပါလိမ့်မယ်ဒီကုတ်6လုံးကိုဖြည့်ပါဖြည့်ပြီးသွားရင်ကိုက password ပေးရပါမယ် password ပေးတဲ့နေရာမှာ password ကအနည်းဆုံး ရှစ်လုံးရှိရမယ်ဂဏန်းတစ်ခုပါရမယ်ပြီးတော့စလုံးအကြီးတစ်ခုပါရမယ် example အနေနဲ့ bitcoin 100 100k ဒီ password မှာဆိုရင်စလုံးအကြီး bitcoin ပါတယ်ဂဏန်းတရာပါတယ်စကလုံးရှစ်လုံးကျော်တယ်ဒါဆို password ကအဆင်ပြေတယ် password ပေးပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီနေရာကိုရောက်ပါလိမ့်မယ်ကျွန်တော်တို့ next နဲ့သွားပါ referral id မှာ vtv ဆိုတဲ့ကုတ်ကိုမြင်ရင်တော့ discount ရမှာဖြစ်ပါတယ် next နဲ့သွားပါသွားပြီးသွားရင်ကျွန်တော်တို့အကောင့်ရပါပြီဒါပေမဲ့ KYC လုပ်ရပါမယ် KYC လုပ်တဲ့အဆင့်ကိုကျွန်တော်တို့ Binance ရဲ့ application ထဲမှာလုပ်ကြပါမယ်အဲ့တော့ကိုက Binance ရဲ့ app ထဲကိုကျွန်တော်တို့ဝင်ပါဝင်ပြီးသွားရင် Crypto Novice ဆိုတာကိုရွေးပေးပါရွေးပေးပြီးရခုနကဖွင့်အားဖွင့်ထားခဲ့တဲ့ account ကို login ကျွန်တော်တို့ပြန်ဝင်ရပါမယ်ဒါကြောင့်မလို့ကျွန်တော်တို့ login ကိုရွေးပြီးတော့သွားပါသွားပြီးသွားရင်ကိုကုနာတုံးခဲ့တဲ့ email address ကိုပြန်ဖြည့် next ကိုနှိပ်ပြီးတော့ကိုကုနာပေးခဲ့တဲ့ password ကိုပြန်ပေး next ကိုနှိပ်ပါဒါဆိုရင် Binance account ထဲကိုကိုရောက်သွားပါပြီ Binance account လုံခြုံဖို့အတွက်ကျွန်တော်တို့ authenticator app နဲ့ Binance နဲ့ခြေပေးရတယ် authenticator app ဆိုတာကအခြေဆုံးမှာပြခဲ့တဲ့ဒီ app ကိုပြောတာပေါ့နော်ဒီ app ကိုပြောတာပေါ့ okay အဲ့တော့ကျွန်တော်တို့ authenticator app နဲ့သွားပြီးတော့ခြေကြည့်အောင်အဲ့တော့ authenticator app ကိုကျွန်တော်တို့ဖွင့်လိုက်မယ်ဖွင့်ပြီးတော့ရင်ကျွန်တော်တို့ကဒီကနေပြီးတော့ Binance Authenticator App ကိုနှိပ်ပြီးတော့ continue နှိပ်လိုက်တဲ့ချိန်ကျရင်ကျွန်တော်တို့ဒီလိုမျိုး ီနေရာကိုတွေ့ပါလိမ့်မယ်ဒီမှာကျွန်တော်တို့ QR code လေးရှိတယ်ဒီကောင်ကို copy ဆိုတဲ့ခလုတ်လေးကိုနှိပ်ခဲ့ပါ copy နှိပ်ပြီးတော့ရင် authenticator app ကိုကျွန်တော်တို့ပြန်ပြီးတော့သွားမယ်သွားပြီးရင် authenticator app ထဲမှာ enter setup key ဆိုတာရှိပါတယ်ဒါအောင်နှိပ်ပြီးရင်ဘာဘာပေးရမလဲဆိုတော့အကောင့်နံပါတ်ပေးရမယ် Binance လို့ပေးခဲ့ပါပြီးတော့ကိုကူးခဲ့တဲ့ဒီ code ကိုဒီ key ဆိုတဲ့နေရာမှာ paste လုပ်ပေးပါ page လောက်ပေးပြီးရင်ဘာတွေ့ရမလဲဆိုတော့ Binance ဆိုတဲ့ account နာမည်နဲ့ကုတ်6လုံးကိုတွေ့ရပါလိမ့်မယ်ဒီကုတ်6လုံးကို copy ကူးခဲ့ပါ copy ကူးခဲ့ပြီးတော့ Binance မှာပြန်ထည့်ပါ submit ပြန်နှိပ်ပါဒါဆိုရင်ကိုယ့်ရဲ့ Binance account က two step factor ခံထားပြီးသားဖြစ်ပါလိမ့်မယ်ကဲဒါဆိုအခုစပြီးတော့ KYC တင်ရအောင် KYC တင်ဖို့အတွက်ကျွန်တော်တို့က verify now ဆိုတဲ့ခလုတ်လေး finance app ထဲမှာပေါ်လာပါလိမ့်မယ်ဒါကိုနှိပ်လိုက်တဲ့ချိန်ကျရင်ဒီလိုမျိုးတွေ့ရပါလိမ့်မယ်အဲ့တော့ KYC တင်ဖို့အတွက်နိုင်ငံကိုရွေးပြပါ မြန်မာနိုင်ငံဆိုပြီးတော့ရွေးပေးပါနောက်တစ်ခုအနေနဲ့ကိုယ့်ရဲ့လူမျိုးကိုရွေးပေးပါလူမျိုးမြန်မာဘာမာဆိုပြီးတော့ရွေးပေးပါ continue ကိုနှိပ်ပါနောက်တစ်ဆင့်ကိုယ့်ရဲ့ address ကိုထည့်ရပါမယ်ဒီနေရာမှာကျွန်တော်တို့အရေးတကြီးတစ်ခုရှိရယ် Binance မှာ KYC တင်တဲ့နေရာမှာ၃မျိုးနဲ့တင်လို့ရတယ်ဒီမှတ်ပုံနဲ့တင်ပါလား passport နဲ့တင်ပါလား driving license နဲ့တင်ပါလားအဲ့တော့ကိုကမှတ်ပုံတင်တဲ့တင်မယ်ဆိုရင်မှတ်ပုံတင်မှာပါတဲ့ address ကိုဒီမှာဖြည့်ပေးရတယ် passport နဲ့တင်မယ်ဆိုရင် passport မှာပါတဲ့ address ကိုဒီမှာဖြည့်ပေးရတယ် driving license နဲ့ အတူတူပဲအဲ့တော့ကိုကဘာနဲ့တင်မလဲပေါ့မူတည်ပြီးတော့ဒီ address ကိုဖြည့်ပေးရလိမ့်မယ်အဲ့တော့ passport မှတ်ပုံတင်နေဆိုရင်မှတ်ပုံတင်မှာပါတဲ့ address ကိုဒီမှာဖြည့်ပါပြီးတော့သူက postal code ကိုတောင်းတယ် postal code ကကိုနေတဲ့မြို့နယ်ကို Google မှာရိုက်ရှာလို့ရပါတယ်ဥပမာကိုကလှိုင်မနေရဆိုရင်လှိုင်တောင်းရှိ zip code ဆိုပြီးတော့ရိုက်ချလိုက်ရင်အဲ code 6အဲ zip code ကြာလာလိမ့်မယ်ဒီ zip code ကိုဒီမှာထည့်လို့ရပါတယ်ပြီးတော့ကိုရဲ့မြို့ကိုရေးပေးပါပြီးရင် continue ကိုသွားပါသွားပြီးသွားရင် နောက်ထပ်တစ်ဆင့်ဖြစ်တဲ့ KYC ရွေးဖို့ KYC တင်ဖို့အတွက်ဇာရွက်ဆရာနေပို့ပေးရအောင်မယ်။ရှေ့ကပြောခဲ့တဲ့အတိုင်းပဲကိုမှ choice ၃ခုရှိတယ်။ပတ်ပုံတင်တဲ့တင်ပါလား driving license နဲ့တင်ပါလား passport နဲ့တင်ပါလားကိုတင်မဲ့ကတ်ကိုဒီမှာရွေးပေးပြီးတော့ continue ကိုနှိပ်ပေးပါ။နှိပ်ပေးပြီးတော့ရင်ကိုရဲ့ date of birth ကိုတောင်းပါတယ်ကိုရဲ့မွေးနေ့ပေါ့နော်။ကိုရဲ့မွေးနေ့ကလည်းခုနအတိုင်းပဲကိုရဲ့ကိုတင်လိုက်တဲ့ဇာရွက်မှာပါမယ်မွေးနေ့ကိုရေးပေးပါ။တချို့ကြတော့အပြင်ကတကယ်မွေးနေ့နဲ့မှတ်ပုံတင်နေရမွေးနေ့နဲ့မတူဘူးဖြစ်နေတယ်။အဲ့တော့ကိုကမှတ်ပုံတင်နေတယ်မယ်ဆိုရင်မှတ်ပုံတင်နေရမွေးနေ့ကိုပဲဒီမှာထည့်ပေးပါ။ โอเคအဲ့တော့ Binance ကနေကြိုးဆိုပါတယ်တဲ့နာမည်ဘယ်လိုခေါ်လဲတဲ့အဲ့တော့ဒီမှာကိုကကိုယ့်နာမည်ရေးပေးရအောင်မယ်အဲ့တော့ကိုကမှတ်ပုံတင်တဲ့တဲ့မှာဆိုရင်မှတ်ပုံတင်မှာညီမလိုရေးထားတာဒါဆိုကိုယ့်ရဲ့နာမည်ကိုညီမလိုရေး Passport ဒါမှမဟုတ် Driving License နဲ့တင်မယ်ဆိုရင်တော့ကိုယ့်ရဲ့နာမည်ကိုအင်္ဂလိပ်လိုရေးလို့ရပါတယ်ဒီမှာကျွန်တော်တို့ First Name Last Name First Name Middle Name Last Name ဆိုပြီးတော့နာမည်၃လုံးရှိရဲ့နာမည်၃လုံးရှိရဲ့သူတွေကတော့တစ်လုံးချင်းစီဖြည့်သွားအောင်မယ်နာမည်နှလုံးနဲ့ရှိတဲ့သူတွေဆိုရင် ျွန်တော် first name နဲ့ last name ပဲဖြည့်ပြီးတော့ middle name ကိုအလွတ်ထားခင်လို့ရပါတယ်ကဲ continue ကိုကျွန်တော်တို့သွားမယ်အဲ့တော့အမှကျွန်တော်တို့ဖုန်းနဲ့ကိုယ့်ရဲ့ documentation ရိုက်ရအောင်မယ်အဲ့တော့ take picture with your phone ဆိုတာကိုရွေးပါ continue ကိုကျွန်တော်တို့သွားပါ continue ကိုသွားပြီးချိန်ကြရင်ဒါကိုတွေ့ရပါလိမ့်မယ်ဒီမှာသူမှားတာကဒီကိုလုံးမဲ့မှတ်ပုံတင်နေဆိုရင်မှတ်ပုံတင်ကိုကြည်ကောင်ရိုက်ဖို့တော့အဲ့လိုမျိုးသူမှားတာပေါ့နော်အဲ့တော့ continue ကိုကျွန်တော်နှိပ်လိုက်မယ်။ continue ကိုနှိပ်လိုက်တဲ့ချိန်ကျရင်ကျွန်တော်ကင်မရာပွင့်လာလိမ့်မယ်။ binance app ကနေ တိုက်ရိုက်ကင်မရာတစ်ခုပွင့်လာလိမ့်မယ်ဒီကင်မရာမှာကျွန်တော်တို့ frame လေးတစ်ခုပါတယ်ဒီ frame လေးကဘာလဲဆိုတော့ကိုယ့်ရဲ့မှတ်ပုံတင်အာ passport driving license ကိုဒီ camera frame လေးတွေကိုကျွန်တော်တို့ထည့်ပေးရမှာအဲ့တော့ကိုကမှတ်ပုံတင်ကိုထုတ်ထုတ်ပြီးတော့စပွဲပေါ်ကိုတင်တင်ပြီးတော့ Binance က camera frame လေးတွေကိုကိုယ့်ရဲ့မှတ်ပုံတင်အာ shape အနောက်ဘက်ကို scan ဖတ်လိုက်ဒါဆိုရင် Binance ကအလိုလိုတက်ပုံရိုက်ပြီးသားဖြစ်သွားပါလိမ့်မယ်ဒါဆိုဒီနှစ်ခုလုံးပြီးသွားပြီဥမာမှတ်ပုံတင်ဆိုရင်ရှေ့ဘက်နောက်ဘက်နှစ်ခုလုံးပြီးသွားပြီ passport ဆိုလဲ passport first page driving license ဆိုလဲ driving license sheet နဲ့ဒါတွေကိုတင်ပြီးသွားရေးဆိုရင်ကျွန်တော်တို့ကဒီ liveness check ဆိုတာကိုလုပ်ပေးရပါတယ် liveness check ကကြတော့ကိုယ့်ရဲ့ facial data မျက်နှာကိုအာ binance ကိုပေးရပါတယ်အဲ့တော့ liveness check မှာ continue ကိုနှိပ်လိုက်ရင်ကျွန်တော်တို့ camera frame လေးပေါ်လာလိမ့်မယ်ဒီ camera frame လေးကအဝိုင်းလေးကိုယ့်ရဲ့မျက်နှာကိုဒီ frame အဝိုင်းလေးထဲမှာတစ်ချက်ထည့်ပြီးထည့်ပြီးတော့ binance app ကနေပြောလိမ့်မယ်မျက်နှာကိုဘေးဘက်ဆောင်းလိုက်ပါတော့ဟိုဘက်လှည့်လိုက်ပါတော့တကယ်သူတို့ပြောတဲ့အတိုင်းမျက်နှာကိုဆောင်းဘေးဘက်လှည့်လှည့်ပြီးသွားပြီးတော့အဆင်ပြေတယ်ဆိုရင် ကျွန်တော်တို့ live နဲ့ chess okay ပါပြီကဲအဲ့တော့ရှေ့မှာကျွန်တော်တို့ passport driving license မှတ်ပုံတင်ဒါနဲ့လည်းတင်ခဲ့ပြီးသွားပြီ live ness check လည်းလုပ်ခဲ့ပြီးသွားပြီဒါဆိုရင်ကိုယ့်ရဲ့ KYC တင်တာအောင်မြင်ပြီးအောင်မြင်ပါပြီအဲ့တော့ KYC တင်တာ approve ကြလားမကြလားကိုတီးဖို့အတွက်နောက်ထပ်နိုင်အနေငယ်ကျွန်တော်စောင့်ပေးပါစောင့်ပေးပြီးရင်ကိုယ့်ရဲ့ binance account တွေကိုပြန်ဝင်မှာကိုယ့်ရဲ့ account နာမည်နေရာမှာ verify ဆိုတဲ့စာလေးကိုတွေ့ရင်တော့ကိုယ့်ရဲ့ account က verify ဖြစ်ပါပြီ Binance မှာစပြီးတော့ crypto လဲတာတွေရောင်းတာတွေဝယ်တာတွေစုတာတွေစလုပ်လို့ကြပါပြီ။ကဲဒီနေ့ကတော့ Binance account ဖွင့်နေတဲ့ KYC တင်းကြီးကိုပြောပြခဲ့တာဖြစ်ပါတယ်။နောက်ရက်ဒီမှာကျွန်တော်တို့ Trust Wallet ဘလို့သုံးရမလဲဆိုတာပြောပြမယ်။ Trust Wallet ကတစ်ဆင့် Binance ကိုဘလို့လွှဲရမလဲဆိုတာပြောပြမယ်။ Binance မှာ basic feature တွေကိုဘလို့သုံးရမလဲဆိုတာကိုပြောပြမယ်။ကဲဒီနေ့ကတော့တလောက်ပါပဲ။အားလုံးနောက်ရက်တွေမှာပြန်တွေ့ပါမယ်။